ရာဘာဈေးထုတ်တဲ့ရာဘာဘင်းတစ်ပင်ဟာနှစ်30လောက်အသုံးခံနေဆိုတာသိပါသလားမင်္ဂလာပါယူသားနဲ့ဒိမန်ပရိသတ်ကြီးရာဘာဘင်းတွေဟာအရှိတောင်အာရှရဲ့စီးပွားရေးမှာအဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်နေပြီးတရိယတက်တန်းတဲ့ရှောက်လုံးမှာထုတ်လုပ်ပေးနိုင်တဲ့ရာဘာဈေးပမာဏကအံ့ဩစရာပါစိုက်ပြူထားတဲ့ rubber ဘင်းတစ်ပင်ဟာအပင်ဆိုင်ပြီး9နှစ်ကနေ9နှစ်ကြာတဲ့အခါမှာစတင်ပြီးတော့ rubber ချစ်ချင်းကိုစတင်နိုင်တဲ့အရွယ်ရောက်ပါပြီ။၎င်းရဲ့စီးပွားရေးအရတော့အကျိုးရှိဆုံးထုတ်လုပ်မှုတက်တန်းဟာနှစ်ပေါင်း25နှစ်ကနေပြီးတော့ နှစ်30လောက်ဝန်းကျင်အထိကြာမြင့်တက်ပါသည်ဒီကာလတွင်းမှာတပင်တွေကနေ rubber 6 dry rubber 60 kg ကနေ150 kg အထိထုတ်လုပ်နိုင်ပါသည်ပုံမှန်အားဖြင့် rubber 600မှာကျွမ်းကျင်တဲ့အလုပ်သမားတွေကနှစ်ရက်ချားတစ်ကြိမ်တပင်ရဲ့အခောက်ကိုဂရုတစိုက်ချေယူလေးရှိပါသည်ချေယူတဲ့အခောက်နေရာကနေပြီးနိုးနှစ်ရောင်ရှိတဲ့ rubber ဈေးတွေဟာခွက်ထဲကိုတဖြည်းဖြည်းစီးဝင်လာပြီးတစ်ကြိမ်ချေယူမှုမှာ90 gram အောင်စားနဲ့ဆိုရင်နှအောင်စားခန့်ထွက်ရှိပါသည် rubber ဘီနီဟာဆယ်စုနှစ်တခုကျော်ကြာအောင်နိုင်ငံရဲ့စီးပွားရေးကိုအထောက်အကူပြုပြီး အတီးပွင့်ထွက်ရှိမှုရောကြားတဲ့အခါမှာစိုက်ခင်းအစ်စ်လဲလဲဖို့အတွက်တစ်ပင်ခုတ်လဲခံရပါသည်။